British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြဆွနိုင်ပါရှင် British တွေကတော့တင်ဆက်ပေးမယ့်သတင်းကြောင်းတွေကတော့နေရွှေသွေးအောင်နဲ့ရုံဒူလွေမိုးရဲ့မင်္ဂလာသတင်းတွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေနေရွှေသွေးအောင်လို့ပြောလိုက်ရင်တော့ British တွေရဲ့အားမမသိတဲ့သူမရှိပါဘူးနော်နေရွှေသွေးအောင်ဟာရခင်တက်ချုပ်ဟောင်းဘုံမူကြီးတန်းရွှေရဲ့မြေဒေါက်တာနေစိုးမောင်ရဲ့အသားဖြစ်ပါရယ်ဒါပေမဲ့သူ့အဖေဒေါက်တာနေစိုးမောင်ကတော့အဖမ်းခံထားအကြောင်းသိရပါရယ်နေရွှေသွေးအောင်ဟာရုပ်ရည်အရာချုံပေါ်လာပါသူလို့ပြော ေးရပါတယ်လူငယ်ဆဆန်းဝတ်စားစင်တတာဖြစ်ပြီးပညာအရေးချင်းအရာရောနိုင်ငံတကာမှာဝင်ဆက်တဲ့အနေအထားဖြစ်ပါတယ်ဘဝမှာလူလေးသေးမရှိသုံးဖြုံနိုင်တဲ့သူဖြစ်ပြီးတချို့ပီတူတွေကတော့သူ့ကိုတိတ်ပြီးသဘောမချဘူးလို့သိရပါတယ်အကြောင်းရင်းကတော့ပီတူတွေစီကနေရတဲ့အခွန်ပန်းနာနဲ့သုံးဖြုံနေနိုင်တယ်လို့လည်းပြောဆိုနေကြတာလည်းဖြစ်ပါတယ်တဖက်မှာလည်းယောမတိလွေမိုးဟာနမဲကျော်မင်းသားကြီးလွေမိုးရဲ့သမီးဖြစ်ပြီးငယ်ငယ်ရွယ်ရွယ်နဲ့အင်ထောင်ကျသွားတဲ့အချိန်အမအကျွမ်းထားတဲ့သူလို့ပြောလို့ရပါတယ်မိဘက ဒီပါမှာပညာသင်ဖို့ဆင်လွတ်ပေးရကနေခရိုနီတာနဲ့ချစ်ချိုက်ခဲ့ပြီးကိုယ်ဝန်ရရှိခဲ့တာဖြစ်ပါရယ်။ဒါကြောင့်ငယ်ငယ်ရွယ်ရွယ်နဲ့အိမ်ထောင်ကျသွားတဲ့အနေအထားဖြစ်သွားခဲ့လည်းဖြစ်ပါရယ်။အသက်အရွယ်ငယ်လွန်သေးတာကြောင့်အိမ်ထောင်ရဲ့ကိုထိန်းသိမ်းထားနိုင်တဲ့အနေအထားမရှိတာကြောင့်စိတ်မကောင်းစွာနဲ့ပဲတရားဝင်ကွာရှင်ပြတ်ဆက်ခဲ့ကြတာဖြစ်ပါရယ်။သူမရဲ့အသားလေးကိုတော့ဖခင်ဖြစ်သူကပဲပြုစုဆောင်ရှောက်ပေးထားတယ်ဖြစ်ပါရယ်။ ။ဒါကြောင့်ယွန်ဟိုတီလွင်မူဟာအခုဆိုရင်တော့လွန်းလွန်းလပ်လပ်မိန်ကလေးတယောက်လိုဖြစ်သွားပြီးယခုလိုအနေအထားကိုရောက်ရှိလာနေပြီဖြစ်ကြောင်းလည်းသိရှိရပါတယ်။အခုတကမှဆိုရှယ်မီဒီယာပေါ်မှာဆိုရင်တော့နေရွှေတွေအောင်နဲ့ယွန်ဟိုတီလွင်မူတို့ဟာမကြာခင်မှာမင်္ဂလာဆောင်တော့မယ်ဆိုပြီးသတင်းတွေထွက်ပေါ်နေခဲ့လည်းဖြစ်ပါရယ်။တွင်သတင်းတွေကတကယ်ကိုသတင်းမန္တလေးကောလာဟလသတင်းတွေလားဆိုတာကိုတော့အတိပြုနိုင်ရှင်းမရှိသေးပါဘူး။ဟုတ်ကဲ့ပါပရိသတ်ကျူတွေပရိသတ်ကျူအနေနဲ့ရော နေရွှေသွင်းအောင်နဲ့ယွန်ဟိုတီလွင်မူတို့ကိုတဘောတူကြရလားဆိုတော့ကောမမပြော ပြောသွားခဲ့ကြပါဦးရှင်။